။ပါလီစောပေါင်းဒီကနေ့ဇွန်လ25ရက်နေ့နရီစီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူအမတ်ဟောင်းဥပရှင်တီထောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီစစ်ကောင်စီစီမှမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့သတင်း။မောင်တော်မှာလေထွန်ခဈေးကြီးလို့စပါးစိုက်ပျိုးသူတွေနေပါလာနေတဲ့ဆိုတဲ့သတင်း။ ပလဝဒေတာခန်တွေနဲ့ရခိုင်မျိုးသုံးမျိုးကစစ်ပီးရှောင်တွေကိုအေအေကစားနယ်ရိတ်ခါနဲ့အမိုးအကာတွေထောက်ပံ့နေဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျောက်ဖြူမျိုးနေက ပြည်သူ့လွတ်တော်အမတ်ဟောင်းဥပရှိန်တီထောင်နဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ရဲ့မှတ်ပုံတင်ခွင့်ကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UECC မှရှောက်ထားလိုက်ပြီဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီ RNP ပါတီကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့ UEC ထံကိုမနေ့ကဇွန်လ24ရက်နေ့မှာလျှောက်ထားခဲ့တာဖြစ်တယ်လို့စစ်ကောင်စီပိုင်းသတင်းစာတွေမှာဒီကနေ့ဇွန်လ25ရက်နေ့မှာထုတ်ပြန်ဖော်ပြပါရယ်။ဥပရှင်ကောင်းဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီကပါတီတီထောင်ခွင့်ပြုတဲ့နေ့ကစလို့ရပောင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနေ့ဥပဒေခွန်နဲ့အညီ ကော်မရှင်ကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့လျှောက်ထားလာတာဖြစ်တယ်လို့စစ်ကောင်စီဝါဒဖြန့်ရှင်နေတဲ့မြန်မာအလင်းသတင်းစာမှာဖော်ပြထားပါတယ်။ရခိုင်တိုင်းရင်းသားများပါတီဟာဧပြီလ9ရက်နေ့မှာနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဇွန်လ9ရက်နေ့မှာပါတီတည်ထောင်ခွင့်ပြုခဲ့တာပါရှင်။အရခတ်တော် AA သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နယ်စပ်မောင်တော်ဒေသမှာ နေထွန်ခရီဈေးကြည့်နေတဲ့အတွက်ကြောင့်စဘာဆိုင်ပြိုသူတွေနေပါလာနေတယ်လို့သိရပါဗျ။မောင်တော်ဒေသမှာ73စီဈေးကြီးမြင့်မှုနဲ့ထွန်ဆက်ရှားပါမှုကြောင့်လေဝါးတရာသူမြတ်တသမ8အေကောက်ကိုထွန်ရက်ခငွေချက်3သိန်းအထိဈေးမြင့်တက်နေတယ်လို့လေသမားတွေကပြောကြပါဗျ။ဒါကြောင့်အရခပြည်သူတော်လှန်ရေးအစိုးရကဈေးနှုန်းရှုတာစွာနဲ့ထွန်ရက်ပေးဖို့ကိုလေလေသမားတွေကတောင်းဆိုနေကြပါဗျ။ပြီးခဲ့တဲ့နှစ်က ထွန်ရက်ခငွေချက်2သိန်းပဲပေးခဲ့ရပေမဲ့ဒီနှစ်မှာတော့လောက်စားစီစီကြီးမြင့်တာကြောင့်ထွန်ရက်ခ3သိန်းချက်အထိညှင့်တက်သွားတယ်လို့မောင်တော်ဒေသခံလေးသမားတယောက်ကပြောပါရယ်လက်ရှိမှာလေးသမားတွေလေထွန်ဖို့အတော်ကလေးဒုက္ခရောက်နေပြီးစဘာဆိုင်ပြို့မှုအလွန်ကျဆင်းလာနေတယ်လို့လည်းဒေသခံလေးသမားတွေကပြောကြပါရယ်ရှင်အရခတ်တတော် AA တင်ပိုက်ထားတဲ့ရှင်းပြနေပလဝမျိုးတွေကဒေသခံတွေနဲ့အတူရခိုင်ပြည်ကမျိုးသုံးမျိုးကစေဘေးရှောင်တွေကို အေအေလက်အောက်ခံလူသားရှင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းရေးယုံ HGCO ကစာနယ်ရိက္ခာနဲ့အမှုအကာတွေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ် HGCO ကစားနေရိတ်ခါနဲ့အမိုးအကာတွေထောက်ပံ့ပေးခဲ့တဲ့မြို့တွေကတော့ရှင်းပြင်းနဲ့ပလတ်ဝါမြို့နဲ့ရခိုင်ကအမ်းဘူးတီတောင်နဲ့ရသေးတောင်မြို့တွေဖြစ်ကြပါဗျ။ HGCO ကအဲ့ဒီမြို့တွေမှာအရေးပေါ်အကူအညီတွေလိုအပ်နေသူတွေစီဇွန်လ23ရက်နေ့မှာတွားရောက်ထောက်ပံ့ပေးခဲ့တာဖြစ်ပါဗျ။ လဝဒေတာအတွင်းအရေးပေါ်လိုအပ်နေတဲ့နေရာတွေက လူဦးရေ182ယောက်နဲ့ရသေးတောင်မျိုးတွေကစစ်ပီးရှောင်းအိမ်ထောင်စု265စုအတွက်အမိုးကာတွေထောက်ပံ့ပေးခဲ့တယ်လို့ HGCO ကတာဝန်ရှိသူတယောက်ကပြောပါရယ်။ပြသေးတောင်မှာလည်းအမိုးကာတွေထောက်ပံ့ပေးခဲ့ပြီးနောက်ထပ်လည်းလိုအပ်လို့ရှိရင်လိုအပ်သလိုထောက်ပံ့ပေးသွားမယ်လို့သိရပါရယ်။ အမ်မြို့နယ်ကလူဦးရေ182ယောက်နဲ့ဘူးတိတောင်မြို့နယ်ကလူဦးရေ182ယောက်အတွက်ကိုလည်းစားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ယောက်အပါအဝင်အရက်သား၄ယောက်သေဆုံးပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးကမနေ့ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်က Jet Fighter တစ်စီးဟာဇွန်လ24ရက်နေ့ညနေပိုင်းအချိန်မှာတအန်းပြေကြောင်မဲမြို့ရက်ွက်တုံးနဲ့ရက်ွက်ခွန်အတွင်းကိုနှစ်ကြိမ်တိုင်ပေါင်900ပုံနှလုံးလာရောက်ကျေရှာခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်။လေကြောင်းကနေနှစ်ကြိမ်ပုံးလာရောက်ကျေရှာမှုကြောင့် အမျိုးသား၂ယောက်နဲ့အမျိုးသမီး၂ယောက်ပေးဆောင်ခဲ့ရပြီးအမျိုးသား၂ယောက်နဲ့အမျိုးသမီး၂ယောက်ဟာလည်းထပ်မံတန်းရာရရှိသွားခဲ့တယ်လို့နေအိမ်စေလုံးထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာအပြစ်ရထားတဲ့အချိန်မှာတိုက်ပွဲတစုံတရာဖြစ်တာမျိုးမရှိဘဲနဲ့ပြည်သူလူထုတွေကိုရည်ရွယ်ချက်ရှိရှိဥတီပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းထောက်ပြန်ကြမှာဖော်ပြထားပါတယ်ရှင် နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကာတာ UAE အပါအဝင်ပါရှန်ပင်လေကွေနိုင်ငံတွေရဲ့လေပိုင်နက်တွေကိုမနေ့ကပြန်ဖွင့်ပြီးလေကြောင်းခရီးစဉ်တွေပြန်လည်စတင်ခဲ့တယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြကြပါရယ်။အီရန်ကကာတာမှာရှိတဲ့ American စစ်စခန်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ကာတာ၊ဒူဘိုင်းနဲ့ဘာရိန်းလေပိုင်နက်တွေကိုဇွန်လ23ရက်နေ့မှာပိတ်လိုက်တာဖြစ်ပါရယ်။ဒါကြောင့်ဒိုဟာနဲ့ Emirates ကိုဝင်ရောက်လာတဲ့ ဂျက်လီရင်အများပြားဟာဘေကင်းစိတ်ရှရတဲ့နေရာတွေကိုအမြန်ရှာဖွေခဲ့ရပါတယ်။ဒါအပြင်လီရင်တော်များများကတော့နောက်ကျောင်းပြန်လှည့်မောင်းနှင်သွားကြရကတချို့ကလည်းတခြားလေစိတ်တွေစီသွားရောက်ဆိုက်ကက်ခဲ့ရပါတယ်။စီးပွားရေးလေကျောင်းလိုင်းအလုံးဟာသူတို့ရဲ့ပုံမှန်လေကျောင်းခီးစဉ်အစီအစဉ်ထဲမှာအရေးပေါ်အခြေအနေတွေအတွက်အနည်းဆုံးတခြားလေစိတ်နှစ်ခုမှာဆင်းသက်နိုင်ရေးစီစဉ်မှုတွေပြုလုပ်ခဲ့ရတယ်လို့လည်းဆိုထားပါတယ်။ ဒိုဟာလီစက်ရက်အဓိကလေကြောင်းလိုင်းဖြစ်တဲ့ Qatar Airline ကလည်းဇွန်လ24ရက်နေ့မှာပုံမှန်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ပြီလို့အတည်ပြုခဲ့ပြီးဟာမတ်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာမြေပြင်ဝန်ထမ်းတွေထပ်တိုးခဲ့ပါတယ်။ပင်လေခွေဒေသပဋိပက္ခကြောင့်လေပိုင်းနဲ့ပိတ်ဆို့မှုတွေဟာလာပေါင်း20အတွင်းမှာပထမဆုံးအနေနဲ့စွမ်းအင်ကျွေးဝါတဲ့နိုင်ငံတွေအထိထိခိုက်လာတာလည်းဖြစ်ပါရဲ့ရှင်။ နမရိဇယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ကျမတို့နရိဇယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရိဇယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။